မင်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့မေလ25ရက်နေ့2025ခုနှစ်ကဘာတောင်လောင်းမှာရှိနေတဲ့ထူးခြားတဲ့သတင်းတွေကိုရွေးကောက်ပြီးတော့တင်ပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်ကတော့စီးရီးယားသမ္မတနန်တော်နီမှာဘုံကျဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်စီးရီးယားနိုင်ငံမှာ ရူစီဘာသာရေးလူနည်းစုများကိုအမိခံပြီးစစ်စင်ရေးများတွုံးမြင့်သွားရန်အသင့်ရှိကြောင်းအစ္စလာမစ်ခေါင်းဆောင်သောဆီးရီးယားအာဏာပိုင်တပ်များထံသတိပေးချက်ထုတ်ပြန်ပြီး အစ္စရေးကဆီးရီးယားသမ္မတနန်းတော်နီးအေရိယာတစ်ခုကို မေလ3ရက်နေ့အစောပိုင်းမှာဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။အိနီဂျင်းနိုင်ငံသားရန်လူမှုတွေမြင့်တက်နေစဉ်မှာဖြစ်ပေါ်ခဲ့တဲ့ ရင်တက်ခိုက်မှုမှာ အန္တရာယ်ရှိသောစစ်ချိန်မြင့်မှုဖြစ်ကြောင်းစီးရီးယားဆိုရကပြောကြားပါတယ်။ရင်တက်ခိုက်မှုများဟာဒမက်စကတ်တောင်ပိုင်းသို့စီးရီးယားတပ်ဖွဲ့များချထားခြင်းဒရူဇီတိုင်ဝိုင်အားချိတ်ချောက်ခြင်းများကိုအစ်စတေကလက်ခံမှာမဟုတ်ကြောင်းစီးရီးယားဆိုရအတွက်ရှင်းလင်းသော သတင်းစကားဖြစ်ကြောင်းအစ်စတေဝန်ကြီးချုပ်နတန်ယာဟုနှင့်ကာကွယ်ဝင်ကြီး အစ္စရေးကတ်တို့ကပူတဲထုတ်ပြန်ချက်မှာပြောကြားခဲ့ကြောင်းသိရပါတယ်ဆက်လက်ဖော်ပြပြီးလူတဲ့သတင်းတစ်ပုဒ်ကတော့ပါကစ္စတန်သွေးကုပ်မြောက်ကိုအိန္ဒိယကပိတ်ပင်နေတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်အငင်းပွားနေတဲ့ကက်ရှမီးယားဒေသမှာအလေပတ်လာသူ ခီးသွားအများစုတည်ဆုံခဲ့ရတဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့အိန္ဒိချင်းနှစ်နိုင်ငံကြားတင်းမာမှုတွေရှိနေစဉ်မှာပါကစ္စတန်မှအစပြုသောသို့မဟုတ်ပါကစ္စတန်နိုင်ငံမှတဆင့်ကန်ရောက်ရှိလာသောကုန်ပစ္စည်းများအားပိတ်ပင်ကြောင်းအိန္ဒိယကပြောကြားလိုက်ပါတယ်ပိတ်ပင်မှုကချက်ချင်းအသက်ဝင်လာမှာလို့အိန္ဒိယနိုင်ငံသားရေးကုန်သွယ်ရေးဦးစီးဌာနညွှန်ကြားချက်ကဖော်ပြပါတယ်အမျိုးသားလုံခြုံရေးနဲ့အစိုးရမူဝါဒအားကန့်သတ်မှုကိုချမှတ်လိုက်ကြောင်း ညွှန်ကြားချက်ဆက်လက်ဖော်ပြပါတယ်တိုက်ခိုက်မှုတွင်ပါကစ္စတန်ပါဝင်ပတ်သက်နေကြောင်းအိန္ဒိယကဆွဆွဲပြောကြားထားပြီးပါကစ္စတန်ကမူညှင်းဆို့ထားပါတယ်၎င်းကိစ္စနဲ့ပတ်သက်ပြီးအိန္ဒိယကစစ်တိုက်ရန်ပြင်ဆင်နေသည် ဟုသောခိုင်လုံတဲ့သတင်းရထားတယ်လို့ပါကစ္စတန်ကပြောပါတယ်ပါကစ္စတန်ကလည်းအိန္ဒိယရဲ့ရည်ရွယ်မှုများအားလက်တော့ပြောင်းခြင်းများ လှုပ်ဆောင်ရ၌နဇက်ကုံသက်မှုအလုံးကိုပိတ်ပင်ခြင်းအိန္ဒိယလေကြောင်းများအား၎င်းတို့ရဲ့ဝိဟင်ပိုင်နက်မှပိတ်ပင်ခြင်းအိန္ဒိယသံတမန်များအားနှင်ထုတ်ခြင်းများလှုပ်ဆောင်ခဲ့ကြောင်းသတင်းများမှာဖော်ပြပါတယ်ဆက်လက်ဖော်ပြပြီးလို့တဲ့သတင်းပုဒ်ကတော့ဟာဘက်တက်တူရဲ့အခွန်ကင်းလုခွင့်ဒေါ်နယ်ထရန့်အစိုးရကရုပ်သိမ်းပွဲရရှိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ဟာဘက်တက်တူမှာခန်းစားနေရသော အခွန်ကင်းလုခင်ကိုရေသိမ်းမှဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဝေလာနှစ်ရက်နေမှာ ထုတ်ပေါ်ပြောကြားလိုက်ကြောင်းသတင်းများမှာဖော်ပြပါရယ်အမေရိကန်ဆွေရနေဖြင့်ဟာဗတ်တက်ကသိုရဲ့အခွန်ကင်းလုခင်ကိုရေသိမ်းမှဖြစ်ကြောင်းထုတ်လုံဆောင်ချက်မျိုးတည်သာဟာဗတ်တက်ကသိုနဲ့ထိုက်တန်ကြောင်းသမ္မတဒေါ်နယ်ထရန့်က၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားဖော်ပြခဲ့ပါရ နောက်ဆုံးဖော်ပြပြလို့တဲ့သတင်းတစ်ပုဒ်ကတော့ဩစတြေးလျနဲ့စင်ကူနိုင်ငံရွေးကောက်ပွဲများမှာအနာရပါတီများပြန်လည်နိုင်ရရှိရဲဆိုတဲ့သတင်းဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံရွေးကောက်ပွဲမှာအနာရဩစတြေးလျလီဘာပါတီအနိုင်ရရှိသွားကြောင်းသိရပါတယ်။ထို့ကြောင့် APA ပါတီမှလက်ရှိဩစတြေးလျဝန်ကြီးချုပ်အသနီအဗနစ်ကဆက်လက်ပြီးဝန်ကြီးချုပ်ဖြစ်ပြန်လည်ရွေးချယ်ခံရမှာဖြစ်ပါတယ်။ရွေးကောက်ပွဲရလမများပေါ်ထွက်လာချိန်မှာ အတိုက်ခံခေါင်းဆောင်ပီတာအဒန်က၎င်းရဲ့ပါတီရွေးကောက်ပွဲမှာရှုံ့နေကြောင်းဝန်ခံလိုက်ပြီးလက်ရှိဝန်ကြီးချုပ်ကိုဂုဏ်ပြုစကားပြောဆိုလိုက်ကြောင်းသိရပါတယ်။အလားတူစင်ကာပူနိုင်ငံမှာစနေနေ့မှာကျင်းပခဲ့တဲ့ထရီရွေးကောက်ပွဲများမှာအာနာယာ People Action Party ကပြတ်တက်မဲဖြင့်ဆက်လက်အနိုင်ရရှိသွားကြောင်းသိရပါတယ်။1959ခုနှစ်မှယနေ့ချိန်ထိအာနာယာပါတီဖြစ်သော PD ပါတီကိုစားပြု လက်ရှိဝန်ကြီးချုပ်လော့ဒရ်ဝမ်မှာစစ်ကူနိုင်ငံတီထောင်သူလီကွမ်ယူရဲ့သားဖြစ်သူလီရှန်ကွန်းထံမှာဝန်ကြီးချုပ်ရာထူးကို ကွယ်လွန်သည့်အထိတနစ်ကလွှဲပြောင်းရယူခဲ့သူဖြစ်ကြောင်းလည်းသိရပါတယ်။ဒီနေ့ဖော်ပြသွားတာကတော့ကမ္ဘာတလောမှာရှိနေတဲ့ထူးခြားတဲ့သတင်းများကိုကောက်နှုတ်ပြီးတော့အိုင်ဒီယာမြန်မာမှတင်ဆက်ပေးသွားတာဖြစ်ပါတယ်။အားလုံးရှင်းလင်းချမ်းမြေ့ကြပါစေခင်ဗျာ။